မင်္ဂလာပါဒီ base ကနေပြန်နေကြိုဆိုပါတယ်ဒီနေ့တော့ကျွန်တော်တို့အာ Binance Alpha ကနေပြီးတော့ပတ်စံဘယ်လိုရှာမလဲဆိုတဲ့အကြောင်းနဲ့ကျွန်တော် Binance Alpha ကိုဘယ်လိုတုံးပြီးတော့မှအကိုအတွက်အမြတ်ကြမ်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းကိုပြောမှဖြစ်ပါတယ်ဆိုတော့ဒီ video လေးအကြောင်းကိုပြောခင်မှာကျွန်တော်တို့ကဒီအာ crypto တွေ trading တွေ forex တွေ online ငွေချိုင်တဲ့အကြောင်းတွေကိုပုံမှန်နဲ့ဆက်နေပြတဲ့အကြောင်းမလို့ဒီ video မှာကို subscribe တွေ follow တွေမလုပ်ရသေးဘူးဆိုလို့ရှိရင်ကျွန်တော်လုပ်ပေးခဲ့ပါအောင် ပြီးတော့ဒီဗီဒီယိုလေးကိုစောင့်နေကြည့်ပြီးတော့မှကိုယ့်အတွက်အကျိုးသက်ဆုံးတွေရရလေဆိုလို့ရှိရင် like လေးပေးခဲ့လို့ရပါတယ်နော် Okay အဲ့တော့ကျွန်တော်တို့အာဒါက Binance ပေါ့နော်ကျွန်တော်တို့ဒါ Binance application မှာဆိုတော့ Binance application မှာအကောင့်မဖွင့်ရတည်းဘူးဆိုလို့ရှိရင်ကျွန်တော် description မှာပေးထားတဲ့ link ကနေဖွင့်မယ်ဆိုလို့ရှိရင်10% lifetime trading fee discount ရမှာဖြစ်ပါတယ်ဆိုတော့အဲ့လေးအာ link လေးကိုတုံးပြီးတော့မှအကောင့်မရှိတည်းဘူးဆိုလို့ရှိရင်ဖွင့်ပေးပါကျွန်တော်အောက်မှာ referral code လေးပေးထားပါတယ်ကျွန်တော် code လေးထည့်ပြီးတော့ ဖွင့်လို့ရပါတယ်ဒါဆိုရင်10% off ရမှာပါเนาะ okay အဲ့တော့ကျွန်တော်တို့ Binance Alpha Alpha Server လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ home မှာနေမယ်ကျွန်တော်တို့ဒီမှာ Alpha ဆိုပြီးတော့ကျွန်တော်တို့တွေ့ရနေမယ်ဒီ markets မှာလဲကျွန်တော် Alpha ဆိုပြီးတော့တွေ့ရတယ်နောက်တစ်ခါကျွန်တော်တို့ရဲ့ဒီ exchange ကြီးကို access ကြီးကိုတွားရလို့ဆိုလို့ရှိရင်လဲဒီမှာ exchange ဆိုတဲ့နေရာမှာ wallet ကိုနှိမ့်လိုက်လို့ရှိရင် wallet ကကျွန်တော်တို့ဒီမှာအဲ Binance wallet ထဲကိုရောက်သွားမယ်ပြီးတော့အမှ Alpha ရှိရဲ so တခုချင်းပြောမယ်ဆိုလို့ရှိရင် Binance wallet ဆိုတာကကျွန်တော်တို့ web3 wallet ဖြစ်တယ် wallet ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော် blockchain ပေါ်မှာအာရှိတဲ့ wallet ပေါ့နော်ဆိုတော့ခုဘက် exchange နဲ့ဒီ wallet နဲ့ဘာကွာလဲဆိုလို့ရှိရင် virus exchange ဆိုတာကကျွန်တော်တို့အာ binance ရဲ့ဒါ cex လို့ခေါ်တဲ့ centralized exchange ပေါ့ကျွန်တော်တို့ရဲ့ဒီဒီ ban နေလို့ပေါ့ဗျာကျွန်တော် ban account ဖွင့်ထားသလိုပဲကျွန်တော်တို့အာ account ဖွင့်နေမှတ်ပုံတင်နေ kyc တင်ထားတယ်ပြီးတော့အဲ8 ban ရဲ့ service တွေကိုတုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးပဲဒါ exchange ရပါတော့ဆိုတော့ဒီဘက်က wallet ကကျတော့ကျွန်တော်တို့8 exchange ကိုပဲသူက blockchain ပေါ်မှာတင်ထားတဲ့ပုံစံမျိုးပေါ့ဆိုတော့ blockchain ပေါ်မှာတင်ထားတဲ့အကြောင်းမူလို့ကျွန်တော်တို့ကဘာကောင်းလဲဆိုလို့ရှိရင် fundamental မှုရှိတယ်ကျွန်တော်တို့ရဲ့အာပြောရရင် KYC တင်စရာမလိုဘူးတကယ်က wallet တွေကဒါပေမဲ့အခု Binance ကတော့ကျွန်တော်တို့ကဟို Binance exchange နဲ့ချိတ်ဆက်နေတာဆိုတော့တခါတည်း KYC တင်ပေးသူလို့ဖြစ်သွားတာပေါ့ဗျာပုံမှန်အားဖြင့်တော့ KYC တင်စရာမလိုဘဲနဲ့ဟို trust wallet တွေပါလို့ဆိုလို့ရှိရင်တင်စရာမလိုဘဲတန်းတုံးလို့ရတယ်ပေါ့နော်ပြီးရင် on chain ပေါ်က service တွေကိုတုံးလို့ရတယ်ကျွန်တော်တို့ဘလော့ချိန်ပေါ်က service ကိုတုံးလို့ရတဲ့ပုံစံပေါ့နော် ဆိုတော့ဒီ wallet ထဲမှာကျွန်တော်တို့အခုနောက်ပိုင်းအဲ alpha ဆိုပြီးတော့ရှိတယ်เนาะကျွန်တော်ဒီမှာ market မှာကြည့်မယ်ဆိုလို့ရှိရင်အဲဒီမှာကျွန်တော်တို့အာဟုံးနေရပဲဒီမှာ alpha ဆိုပြီးရှိတယ်ဒီမှာ view mode ဝင်နေလို့ရှိရင်ဒါ alpha တွေပေါ့ဆိုတော့ alpha ကဘာလဲဆိုလို့ရှိရင်အာကျွန်တော်တို့အလားအလာကောင်းတဲ့ project ပေါ့ကျွန်တော် Binance Stable ကနေရွေးချယ်ထားတဲ့အလားအလာကောင်းတဲ့ project ဆိုတော့အလားအလာကောင်းနေဆိုတော့မပါလဲဆိုလို့ရှိရင်ဒီ project တွေကသူတို့လုပ်နေတဲ့ဟာလေးတွေကမဆိုးကောင်းနေပေါ့နော်ပြီးရင်အဲ potential ရှိမယ်နောက်ဆုံး binance for အထိတက်လာနိုင်ကြီးအဲရှိတယ်ဆိုတော့အဲကျွန်တော်တို့အခြေအနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရွေးရတာပေါ့နော်ဆိုတော့100% guarantee မဟုတ်ဘူးသူတို့ဒီထဲမှာဘယ်တစ်ခုမှအကမှကျွန်တော်တို့ binance for ကိုတက်မတော်တာလည်းဖြစ်နိုင်တယ်လို့အာထားပါတစ်ခုနှစ်ခုတက်သွားတာလည်းဖြစ်နိုင်တယ်အကောင်ဆုံးတော့တက်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့အာ တက်ပါမလို့ဘယ်တစ်ခုကိုကျွန်တော်တက်ပါမလို့အာမကင်မတာအဲ့တော့ Binance ပေါ်တက်သွားပြီဆိုလို့ရှိရင်ကျတော့ကျွန်တော် CEX ပေါ်ရောက်လာဖြစ်တဲ့ကြောင့်မလို့ user ပုံများလာတဲ့အတွက် trading volume ပုံများလာတဲ့ဈေးရတက်သွားတယ်เนาะအဲ့တော့အဲ့လိုမျိုးဖြစ်နိုင်ခြေရှိတဲ့ token တွေကိုဒီမှာသူတို့ထည့်ထားပြီးတာပေါ့เนาะဆိုတော့ Binance Alpha ကအဓိကကျွန်တော်တို့သိရမှာကအဲအခုဒီဒီ wallet ကနေပြီးတော့ web3 wallet ကနေပြီးတော့ access လုပ်လို့ရတယ်အခုနောက်နောက်ဆုံးကျွန်တော် update မှာဆိုလို့ရှိရင် exchange ဘက်ကိုသွားပြီး exchange ရဲ့ ျွန်တော်ဒီ home မှာဒီ mode ကနေပြီးတော့မှကျွန်တော်တို့ trade ရဲ့အောက်မှာ alpha ဆိုပြီးရှိလာဒီမှာ alpha ဆိုပြီးရှိလာတွေ့လားဆိုတော့ဒီ alpha တွေကနေတွားတယ်လို့ရှိရင်လည်းကျွန်တော်တို့ဒါဒီ market က alpha ကိုရောက်သွားအဲ့တော့ home ကနေပြီးတော့ဒီကနေ alpha ကိုမတွားဘဲနဲ့ markets ကနေပြီးတော့ alpha ကိုယူလိုက်လေရတယ်ဗောနော်ဆိုတော့အဲ့မှာကျွန်တော်တို့ခုနက on chain ဘောကဒီ wallet ထဲက alpha token တွေကိုဒီကနေဝယ်လို့လှမ်းဝယ်လို့ရတာတော့တွေ့ရတယ်เนาะအဲ့တော့ဘာကောင်းမှလဲဆိုလို့ရှိရင်တော့ ဟိုပြောင်းစရာမလိုတော့ဟိုဘက် wallet ထဲကိုသွားစရာမလိုတော့ပဲ ਨੇ ဒီ virus exchange တွေကနေပဲ alpha token ကိုလှမ်းပြီးတော့ဝယ်လို့ရလား seamless ဖြစ်လာပါဘူးเนาะ ပြီးတော့ Web3 wallet တွေလည်းမလိုတော့ဘူးပေါ့။ဒါဆိုကျွန်တော် on chain wallet က token တွေကိုကျွန်တော်အရန်ဟိုလုပ်တဲ့အခါမှာကျွန်တော်တို့ Web3 wallet တွေလိုတယ်။ဟိုပြောလို့ရှိရင် crypto wallet တွေလိုတယ်။အဲ့ wallet ကိုတုံးပြီးတော့မှကျွန်တော်ကဝယ်လို့ရတာပေါ့။ဟိုအရင်တုန်းကဆိုလို့ရှိရင်တော်တော်ခက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 ်အခုတစ်ခါနဲ့ပို့ပြီးတော့လွယ်ကူလာ။ so binance exchange ဘောကနေတောင်တန်းဝင်လို့ရလာပြီကျွန်တော်ဟိုဘက်က binance world world 3 wallet တောင်သွားစီသွားစီရမလို့တော့ဘူးပေါ့နော်ပြီးတော့အကောင့်နာပတ်စံရွှေ့စီရမလို့တာပဲအခုကျွန်တော်ရဲ့ဒီ asset share မှာရှိတဲ့ wallet ပေါ့နော် sport wallet နဲ့ funding wallet ရှိမယ်အဲ့ wallet တွေကဟာကိုတန်းတုံးပြီးတော့ air power ဝယ်လေးရအရင်တော့ဆိုလို့ရှိရင်အဲ့ဒီ sport wallet ထဲကဟာကိုတခါဝတ်သူရီထဲကိုပြောင်းဝတ်သူရီထဲကျမှဝယ်အဲ့လိုမျိုးလုပ်ရတာပေါ့နော်အခုကတော့တန်းဝယ်လို့ရတယ်ဒါတော့ဒါတော်တော်လေးမြန်မြန်လာတဲ့သဘောမှရှိရပေါ့နော် ပြီးရင်ကျွန်တော်တို့ interface ကျွန်တော် user interface ကလည်းကျွန်တော်တို့ဒါရိုးရှင်းတယ်နော်ဒီမှာတစ်ခုခုကိုကျွန်တော်ဝယ်မယ်ဆိုလို့ရှိရင်ဒီမှာတွားပြီးတန်ထွက်လို့ရသွားအရင်တော့ဆိုလိုမျိုးဟိုနည်းနည်းခက်ခဲတဲ့ဟာတွေလည်းတိတ် like လုပ်စရာမလိုတော့ဘူးပေါ့နော်ပြီးတော့ order က limit order မှာပွင့်သွားတယ်ဥမာ trade ကိုနှိမ့်လိုက်လို့ရှိရင်ဒီမှာကျွန်တော်ပြ limit order ွင့်လို့ရတယ်အရင်တော့ဆိုလို့ရှိရင် instant ဝယ်ဝယ်ရတာအခုအခုဒီ bank ဆိုတဲ့ token ကိုကျွန်တော်ကဝယ်မယ်ဆိုလို့ရှိရင်အရင်တော့ဆိုလို့ရှိရင်ပေါ့နော်အဲကျွန်တော် USDC တရားဖို့ထည့်မယ်ဆိုလို့ရှိရင် bank ဘလောက်ရမယ်တခါတည်းတန်းဝယ်အဲ့ဒီအချိန်မှာရှိတဲ့ဈေးနဲ့ဝယ်ရတာပေါ့အခုတော့ limit ပါရလာ limit ပါရလာဆိုဘာကောင်းလဲဆိုလို့ရှိရင်ကျွန်တော်ဈေးကိုကြိုးဝယ်ကြိုးရောင်းထားလို့ရတယ်ဥမာအခု bank ဆိုလို့ရှိရင်ဒါဘလောက်လဲ အာသူ့ရဲ့အခုဈေးကဒီမှာ0.06792အဲကျွန်တော်က0.067ဆိုတာကျွန်တော်တို့ဈေးများနေတယ်ကျွန်တော်0.05မှာကျွန်တော်ဝယ်နေတယ်ဆိုဒီမှာ limit order မှာ price မှာ0.05ဆိုပြီးတင်ထားလိုက်ပြီးတော့ဘလောက်ခိုးဝယ်မယ်ဆိုပြီးထည့်ထားလိုက်ရုံပဲအဲ့တော့ကျွန်တော်က0.05ရောက်မှဒီ alpha token ကိုအဲ့ဒီဒီ bank token ကိုသူကသူဝယ်သွားပြီးမှာနော်ဆိုတော့အဲ့လိုမျိုးတွေကျွန်တော်တို့ဖြစ်လာတာဖြစ်တော့ကြောင်ဖို့လို့ဒါအများကြီးအရင်ထက်ပိုပြီးတော့အဆင်ပြေလာတယ်ကျွန်တော်တို့ alpha နော်โอเค အဲ့တော့ဒါက FR ရဲ့အကြံဉာဏ်လေးပေါ့နော်ဆိုတော့အဲ့ FR မှာဘယ်လို features တွေပါလဲဆိုတော့ကျွန်တော်ပတ်စံပေးရရနိုင်လဲဆိုလို့ရှိရင်ကျွန်တော်နှစ်နေရာရှိတယ်နော်နှစ်နေရာအဓိကနှစ်နေရာပါဒါပေမဲ့နောက်ထပ်တစ်ခုတစ်ခုနှစ်ခုထပ်ပေါ့ရင်၃၄နေရာလောက်ရှိတယ်ဆိုတော့ပထမဆုံးတစ်ခုကပါလဲဆိုလို့ရှိရင် AirDrops တွေကျွန်တော်ဒီမှာ wallet ထဲကိုသွားတည်လိုက်မယ်ဆိုလို့ရှိရင် AirDrops ရှိတယ်နော်ဆိုတော့ဒီမှာ wallet ကိုသွားလိုက်ပါပြီး discover ကိုသွားလိုက်လို့ရှိရင်ဒီမှာ AirDrops ရှိတယ်အာ exclusive TG ဆိုတာရှိရယ်เนาะဆိုတော့ဒီနှစ်ခုကိုကျွန်တော်ရှင်းပြရအောင်ဆိုလို့ရှိရင် AirDrop ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့အာလုတ်ထည့်ပေါ့เนาะ activities တစ်ခုခုကိုလုတ်မယ်ဆိုလို့ရှိရင်တို့ဘက်ကနေပြီးတော့ AirDrop ပေးပြီးတော့ကျွန်တော်ပတ်စံရှာလို့ရတာဆိုတော့ဥပမာ exclusive AirDrop ဒီမှာဒါဆိုလို့ရှိရင် supply sort BTC to share 100,000 rewards with e finance အဲ့တော့ဒီသူတို့ရဲ့ဒီအလုပ်ကိုသွားလုပ်မယ်ဆိုလို့ရှိရင်ဥပမာဒီ China ကိုနှိမ့်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ဘာရှိမလဲဆိုလို့ရှိရင် ကျွန်တော်တို့မှရှိတဲ့အဲ soft btc ပေါ့နော် soft btc ကို supply လုပ်ဒီဒီသူ့ရဲ့ဒီ event ထဲမှာတွားဝင် supply လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့လုတ်တလောက်အပေါ်မှာ moody ပြီးတော့ကျွန်တော်တို့ကိုအဲလာပြီးတော့ reward ပေးမှာနော်ဒါကသူ့ရဲ့ဒီကျွန်တော်တို့အပုံမှန်ရှိတဲ့ airdrop တွေပေါ့ဒီမှာ like ပြီးတော့ကြည့်လို့ရတယ်အခုဒီမှာဆိုလို့ရှိရင် exclusive airdrop တွေအဲတော့ ongoing ကတစ်နှစ်၃ခုရှိတယ်ဒီ၃ခုလောက်လို့ရှိရင်ကျွန်တော်တို့ဒီမှာသူတို့ pay high reward တိုင်းရမယ်အဲ့တော့ဒီ၃ခုလောက်ဘာလို့လဲဆိုလို့ရှိရင်သူခိုင်းနေရလို့ဥပမာ အဲဒီမှာ SCI DeFi Season 2မှာဒီမှာတခုဝင်လောက်ရမယ်အဲ့တော့နှစ်လက်လို့ရှိရင်သူ့ရဲ့ဘာလို့ရမလဲဆိုတော့ step 1 step 2အဲ detail တွေကျွန်တော်ပေးထားတယ်ဆိုတော့အဲ့တိုင်းလိုက်လို့ပေးရမှာပေါ့နော်ဆိုတော့တခုနဲ့တခုလောက်ရတဲ့ပုံစံတွေမတူဘူးလိုတဲ့ token တွေမတူဘူးအဲ့တော့အဲဒီဟာတွေတော့ကျွန်တော်က event တွေပုံမှန်မူတည်ပြီးတော့တီးတန့်ပြန်ရှင်းပြမယ်ရမှာဒီမှာတော့ overview နဲ့ပြောမယ်ဆိုလို့ရှိရင်ဒါတွေလောက်လို့ရရပေါ့နော်ဒါကတခုနောက်တစ်ခုကပုံပြီးရနေတာပါဆိုတော့ TGE တွေနော် TGE ဆိုတာဘာလဲဆိုလို့ရှိရင် token generation event နော်ဆို token generation event ဆိုပါလို့ဆိုလို့ရှိရင်ဥပမာပေါ့ကျွန်တော်က blockchain project တစ်ခုကျွန်တော်လုပ်ထားတယ်လုပ်ထားပြီးလဲပြီးတော့ကျွန်တော်ကအဲကျွန်တော်ရဲ့ project ကိုကျွန်တော် blockchain တွေ အပေါ်မှာတင်းမယ်တင်းပြီးတော့လို့ရှိရင်အစားတွေကတင်ထားပြီးသားပေါ့ဗျာပြောလို့ရှိရင်ကျွန်တော် token တစ်ခု channel လုပ်မယ်ဆိုတော့ဥပမာကျွန်တော် DBS ကိုကျွန်တော် token လုပ်မယ်ဗော DBS token ဆိုပြီးကျွန်တော်လုပ်ရှင်တယ်ဆိုတော့အဲ token ကဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဆိုပါစို့ exclusive video တွေကိုကြည့်ခွင့်ရှိမယ်ဒါမှမဟုတ်လို့ရှိရင်အဲ tower မြန်မာဗီဇာ user တွေတယောက်တစ်ယောက် crypto အလဲလဲလုတ်လို့ရတဲ့ defi ကိုစောင့်မယ်ဒါမျိုးပေါ့ဗျာတခုခုကျွန်တော်စီစဉ်ထားတာရှိဆိုတော့အဲ့ token ကိုကျွန်တော်ကဖန်နှီးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုလို့ရှိရင် TGE လို့ခေါ်တဲ့ဒီအာ Binance ရဲ့ token generation event မှာဝင်ပြီးလုပ်လို့ရတယ်။ဆိုတော့ token generation event မှာဝင်ပြီးတော့ပါဝင်ခြင်းအပြင်ဘာကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ token ကိုစပြီးတော့ launch လုပ်တဲ့အချိန်မှာကိုယ်ကဝင်မဲ့လူရှိတယ်။ဥပမာဒီမှာဆိုလို့ရှိရင်ဒီမှာအဲ Alia AI နော်ဒီကောင်ဘာလို့ပြောလဲဆိုလို့ရှိရင်ဒီသူ့ရဲ့ AGD ဆိုတဲ့ token ကို100 million တန်းတရာဒီမှာရောင်းသွားတယ်နော်ရောင်းသွားရဲဆိုတော့ဥပမာ100 million token ကိုကျွန်တော်တို့ save price per token 1 token ကို0.00000015325 BN 4 BN မီနဲ့ရောင်းသွားရောင်းသွားပါဘောနော်အဲ့တော့ဒီလောက် BNB နဲ့ရောင်းသွားဖြစ်တဲ့ကြောင့်မလို့1 token ကိုဒီလောက်နဲ့ရသွားတယ်အကယ်၍အဲ့ဒီ token ကပေါက်လာခဲ့လို့ရှိရင်ဈေးတက်လာတက်လာလို့ရှိရင် 10x 20x 100x တွေပါဖြစ်သွားနိုင်ပြီရှိရဆိုရင်ကျွန်တော်တို့ကအများကြီးမြင်နိုင်တယ်ဆိုတော့ဥပမာဒီမှာပြမယ်ကျွန်တော်တို့ရှေ့မှာဘာတွေဖြစ်ခဲ့လဲဆိုတော့ ဒါပေမဲ့ mail ပေါ့အမှန်တကယ် mix ဆိုလို့ရှိရင်ဒါကျွန်တော်တို့အာဒီမှာဒီကြီးမှာလောက်ခဲ့တယ်ပြီးလဲပြီးတော့ကျွန်တော်တို့ binance ပေါ်မှာ spot မှာ list လိုက်တယ် list လက် list လိုက်ကောသူအများကြီးမြတ်သွားတယ်ကျွန်တော်ပြီးရင်အဲ့ number ကိုပြနော်ဒီမှာ hyperlink ဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလွတ်လိုက်တယ်ဒါကျွန်တော်တို့အာ hyperlink ကဟိုပါထင်တယ် launch ဘူးမှာလာတာထင်တယ်နော်ဆိုတော့ဒီမှာဒီဟိုပါ20 million hyper ရောင်းတော့ဒီမှာရောင်းတော့အဲ့ဒီမှာဝယ်လိုက်ပြီးဟိုမှာသွားတင်ခြင်းအပြင်ကျွန်တော်တို့က သူတက်တာနဲ့ကျွန်တော်တို့ဒီမှာဒီမှာဝယ်ထားခဲ့သူတွေအမြန်အများကြီးရနေတာပေါ့နော်အဲ့တော့ပြီးရင်ဒီမှာ safe stone ဆိုလည်းလာသွားတယ်နော်ကျွန်တော်တို့အပေါ်မှာ virus 18ပေါ်မှာလာသွားတယ်အဲပြီးတော့လို့ရှိရင် party ပါတီကေကျွန်တော်တို့ကျွန်တော်တို့တော့ဗီဒီယိုရိုက်လေးတည်းပါတီနော်အဲ့တော့အများကြီးပဲဒီမှာ BND Barbamas တလားဆိုတော့ကျွန်တော်တို့ spot ပေါ်မှာတက်လာတဲ့ token တွေကဒီမှာ TG ပါလောက်ပြီးတော့မှတက်လာတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုကျွန်တော်တို့မှိန်လိုက်လို့ရှိရင် ဈေးနက်နက်လေးနဲ့ရမှာဘဝမက်ဆိုလို့ရှိရင်ကျွန်တော်ကြည့်မယ်ဆိုရင်ဒီမှာအာ0.00003နဲ့ရခဲ့တာဆိုတော့ဘာပဲမက်ရဲ့ဈေးက spot ball လေးရလေးကအရင်များအရင်များဆိုတော့ဒီထက်အများကြီးများသွားတယ်များတော့ကျွန်တော်ကတော်တော်မြတ်သွားတယ်နော်ဆိုတော့ဒီ TJ ကြီးမှာပါဝင်ရမယ်ဆိုလို့ရှိရင်ဒါအမြတ်ရမယ်ဆိုတော့သိကြတယ်โอเคအဲ့တော့ဒီနှစ်ခုနဲ့ကျွန်တော်ပတ်စံရှာလို့ရတယ်နော်အဓိက main ရပါနော်ပြီးတော့ဘာရှိသေးလဲဆိုလို့ရှိရင်ဒီမှာသူပေးတဲ့ air drop ကို event ညီမှာ light လောက်ရတဲ့ airdrop တခုရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ Binance ရဲ့ airfar ပေါ်မှာကျွန်တော်တို့လုပ်တဲ့ activity ပေါ်မှာ modify ပြီးတော့အလကားရတဲ့ airdrop ရှိတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ပြဆိုတော့ home မှာရှိရဲ့ဒီ exchange ကိုပြန်သွားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါတော်တော်များများရှာလို့မတွေ့ကြအောင်ဘာလို့ဆိုတော့ဘယ်သူမှတိတ်မပြောကြအောင်เนาะဆိုတော့အဲ့ဒီ home မှာကျွန်တော်တို့ဒီမှာအဲ sorry ဒီမှာဒီမှာရှာလို့မရကျွန်တော်ဒါ hardware pro version ပေါ့နော်အမှကျွန်တော်ဒီ mode တဲ့ကိုတွားလိုက်ပြီးတွားလို့ရှိရင် search မှာ alpha လို့ရှာရရှင်နှစ်ခုတွေ့လိမ့်မယ်ပထမတစ်ခု alpha ဒါကျွန်တော်ပြခဲ့တဲ့ခုနက market မှာဝင်ပြီးတော့ဝယ်တဲ့ alpha ကိုတွားတာဒုတိယ alpha advance ဆိုရှင်ဆိုတော့ alpha advance ကိုနှိမ့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တနေရာကိုရောက်သွားလိမ့်နော်ဒီမှာကြည့်လိုက်ဆိုတော့ဒီဟာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အာ alpha point ကျွန်တော်တို့ကကြည့်လို့ရတယ်ဆိုတော့ alpha point ဆိုတာဘာလဲဆိုတော့ ကျွန်တော်တို့ကိုဒီ alpha ပေါ်မှာအလုပ်လုပ်တဲ့ပုံမှာကျွန်တော်တို့ဘလောက် activity များတယ်လဲပုံမှာ multiply ပြီးတော့ကျွန်တော်တို့ပေးတယ် point ဆိုအဲ့ point အနည်းများပုံမှာ multiply ပြီးတော့ကျွန်တော် error ရရှိတယ်နော်ဆိုတော့အဲ့ point ကိုဘလို့အရလဲဆိုတော့ကျွန်တော်အရင်ပြဆိုတော့ဒီ point ကသူကပေးတာနှစ်ခုရှိတယ် balance point ရယ် volume point နော် balance point ကဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ဒီ binance exchange နဲ့ကျွန်တော်တို့ဒီ binance wallet ပေါ့နော်ကျွန်တော်တို့အာ ဒီဘက်ကခုနကကျွန်တော်တို့သွားခဲ့တဲ့ Web3 wallet အဲ့ထဲမှာရှိတဲ့ Alpha token တွေပြီးရင် Binance spot မှာပေါ့နော်ပြင်ထားပြီးသားအောင်မှာအဲ့ဒီ Binance Binance wallet ထဲမှာလည်းရှိနေတဲ့ token တွေရဲ့ gain ကိုင်ထားတဲ့ငွေအမောက်ပေါ်မှာမူတည်ပြီးတော့ပေးတဲ့ဟာ Binance point နော်ဆိုလိုတာကဗျာကျွန်တော်အခုကျွန်တော် wallet ထဲမှာကျွန်တော်ဘယ်လောက်လောက်ရှိလဲအမ်ဒေါ်လာဒေါ်လာ5000ဘူးလောက်ရှိမှထင်တယ်နော်4000ကျွန်း5000ဟုတ်တယ်အလားအလာတော့မသွားဘူးဆိုတော့အဲ့အဲ့ဒီလောက် အမောက်ကင်ထားတဲ့ကြောင့်ကျွန်တော်ကဒီမှာတနေ့ကိုဘယ်လောက်ပွင့်ရလဲဆိုရှေ့အဲ့တော့အခုဒေါ်လာ100နဲ့အထက်ဒေါ်လာ1000အောက်ပေါ့နော်100နဲ့1000ကြားမှာကျွန်တော် wallet ထဲမှာဒီကျွန်တော်ရဲ့ဒီ Binance exchange မှာဖြစ်ဖြစ်ဟိုဘက် wallet 3မှာဖြစ်ဖြစ်နော်ထားမယ်ဆိုလို့ရှိရင် daily 1ပွင့်ရမယ်တနေ့ကို2ပွင့်ရ Okay အဲ့တော့1000နဲ့တသောင်းကြားကြိုင်မယ်ဆိုလို့ရှိရင်2ပွင့်ရမယ်တသောင်းနဲ့တသိန်းကြားကြိုင်3ပွင့်ရမယ်ကျွန်တော်ကအဲ့တော့တနေ့ကို3ပွင့်ရတယ် ကျွန်တော်ကဒေါ်လာ9000လောက်ရှိရဲဆို3ပွင့်ရနေဒေါ်လာ3000အထက်ဆိုလို့ရှိရင်တစ်နေ့ကို4ပွင့်ရမယ်နေတိုင်းရမှာပေါ့နော် daily ရမယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်45ကျွန်တော်တို့45ရှိရဲအဲ့တော့ဒီမှာတစ်နေ့3ပွင့်နဲ့ကျွန်တော်တို့မြှောက်လာတာပေါ့နော်အဲ့တော့အဲ့လောက်လောက်သူပေးနေတယ်နောက် volume point ကကျတော့ကျွန်တော်တို့ token ပို့ရနိုင်ကြီးဒီဒီ point ပို့ရနိုင်ကြီးရှိတဲ့နီလန်းပေါ့နော်ကင်ထားတာမဟုတ်ဘဲနဲ့ဆိုတော့ပြောလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ binance alpha token purchase နော်အဲ့တော့ခုနကကျွန်တော်ပြရတယ်လေအဲ market ထဲမှာရှိတဲ့ AFR ဆိုတဲ့ဟာကိုတွားပြီးအဲ့မှာ buy token တွေကိုဝယ်မယ်ဆိုရင်ဒါပေမဲ့ Binance wallet ထဲကနေနှံ့ဝင်လေရတယ်ဘယ်ထဲကဝယ်ဝယ်ပေါ့ဝယ်မယ်ဆိုလို့ရှိရင်ပထမ2ဒေါ်လာဘူးဝယ်မယ်ဆိုလို့ရှိရင်1 point ရမယ်နော်1 point ရမယ်ပြီးတော့လို့ရှိရင်ဥမာ developing torrent 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 မှာကျွန်တော်1 point တိုးသွားမယ်ဆိုတော့2ဒေါ်လာဘူးဝယ်တဲ့နေ1 point ရမယ်ဒေါ်လာ4ဒေါ်လာဘူးထက်ဝယ်လို့ရှိရင်2 point ရမယ် ့6ဒေါ်လာဖို့ထက်ဝယ်လို့ရှိရင်3ပွင့်ရမယ်အဲ့လိုပုံစံမျိုးကျွန်တော်တို့ဟိုဝယ်သွားလို့ရှိရင်ကျွန်တော်တို့က point 2ပါပါเนาะ okay အဲ့တော့ဒီ point တွေကဟုတ်ပြီ point တွေရတာရတာလားဟုတ်ပြီအဲ့ point ကိုကျွန်တော်တို့ကဘယ်နေရာမှာသုံးလို့ရတယ်သူကဘယ်အတွက်ပြန်သုံးတာလဲเนาะကျွန်တော်ပြပါမယ်ဆိုတော့ဒီမှာဒီ ball ပြန်သွားလိုက်ဆိုလို့ရှင်ခုနကပြောရဲ alpha point ဆိုတာတွေ့တယ်တော့ alpha error ဆိုတာတွေ့လိမ့်မယ်8 point တွေကဒီ alpha error မှာပြန်ပြီးတော့မှအသုံးဝင်တာเนาะဆိုတော့ဥပမာ ကြည့်ရလို့ရှိရင်ဒီမှာ many minimum point requirement က194ကျွန်တော်ဆိုဒီမှာခုနက45ပဲရှိတော့ကျွန်တော်လည်းဒီကောင်တိရမကြသေးဘူးမကြသေးဘူးဆိုတော့ကျွန်တော်ဒီမှာဒီ point ကိုတိုးမလုပ်ထားလဲမျိုးအဲ့တော့အခုဒီမှာဆိုလို့ရှိရင်မှီသေးတယ်ကျွန်တော်194 point ရအောင်လုပ်မယ်ဆိုလို့ရှိရင်194 point ရမယ်ဆိုလို့ရှိရင်15 point နှုတ်မယ်နော်ကျွန်တော်194ပြည့်ရတယ်ဒီ XD ရ Xstar ဆိုရဲကျွန်တော်တို့ဒီ airdrop ထဲမှာကျွန်တော်ပါသွားပြီပြီးရင် အဲ့လိုပါပြီးသွားလို့ရှိရင်15 point ပြန်နှုတ်မယ်နောက်နောက်တစ်ခေါက်တည်းကိုကျွန်တော်15 point ထက်ရှာပါတော့နော်ဒီဒီအတွက်ကို span လောက်ပါမှာ15 point ဆိုတော့အဲ့တော့က square နေကြရင်ချပြီးမှာနော်အဲ့တော့ဒီ point ကိုမှမူတည်ပြီးတော့ဒီ point ကိုနှုတ်ပြီးသွားရင်ကျွန်တော်တို့ airdrop ပေးပြီဟိုဒီမှာဆို rex လို့ပါတော့ပေးခဲ့ရရှိတယ်196 point ဒီမှာ nhpc အခု online ဒီဒီ blockchain ပေါ်မှာတက်နေပြီဒီ sorry spot market ထဲမှာဝင်နေဖြစ်တဲ့ net space လေး nhpc เนาะဆိုတော့ကျွန်တော်တို့ဗီဒီယိုလုတ်ထားသေးတယ်အဲ့ net space ဆိုလို့ရှိရင်182.9 point လိုခဲ့တယ်15 point နှုတ်သွားတယ်အဲ့ဒါ18 point ကျွန်တော်မှရှိခဲ့လို့ရှိရင် net space ကိုကျွန်တော်ရနိုင်တယ်အခုရလဲပြီးလဲပြီးတော့ spot ပေါ်ရောက်လဲရောက်ကွာကျွန်တော်တို့အမြင်အများကြီးတန်းရအဲ့လိုမျိုးအဲ့တော့ကျွန်တော် point ရှာထားမယ်ပြီးရင် point ကိုကင်ထားမယ်ဆိုလို့ရှိရင်ဒီ air drop တွေရမှာเนาะဆိုတော့ဒါကကျွန်တော်တို့ air for point ရဲ့အအလုပ်ဖြစ်တဲ့ဟာပေါ့နော်နောက်တစ်ခုက TG ကိုတွားကြည့်မယ်ခုနကကျွန်တော်ပြောခဲ့တဲ့ဒီ exclusive token generation events ပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်တို့ participant ဖြစ်ဖို့ဒီမှာဝင်ပြီးတော့မှပါဖို့အတွက်ကိုလေခုနက effort points ကိုကျွန်တော်တို့၃၃အောင်ပါနော်ဆိုတော့အဲ့တော့အာပြောရင် effort points ကိုများများယူထားခြင်းအပြင်ကျွန်တော်တို့အာ airdrop တွေလည်းရနိုင်တယ်နော်ခုနဒီ airdrop မဟုတ်ဘူးကျွန်တော်တို့ခုန effort airdrop ပေါ့နော်ဆိုတော့အချိန်ထဲမှာရှိရဲ့ဒီ effort airdrop ီကောင်တွေလည်းရနိုင်တယ်ပြီးရင် exclusive ကျွန်တော်တို့အာ TGE ပေါ့နော်ကျွန်တော်တို့ဒီ token generation event တွေမှာလည်းပါဝင်ခွင့်ရဆိုတော့ဒါကတော့ကျွန်တော်တို့အာ effort point ရဲ့ကောင်းကျိုးပေါ့နော်ပြီးဒီမှာ competition ဆိုတာရှိသေးတယ်ဆိုတော့ဒီဟာဒီမှာသူတို့ရှိနေတဲ့ competition တွေရှိရဲတခွတ်တခွမတူဘူးပေါ့ဗျာဒီမှာဆိုလို့ရှိရင် Sony Alpha Trading Competition Trading ပြိုင်ပွဲတာ Alpha တွေကို Alpha နဲ့ဆိုင်တဲ့ token တွေကိုဟိုထိတ်တာနော် BSC Alpha Trading Competition ဆိုတော့ဒီနှစ်ခုတည်းက တခုခုမှာဝင်ပြပါဝင်ခြင်းအဖြစ်နဲ့ကျွန်တော်တို့က reward တွေရနိုင်တယ်เนาะဆိုတော့ဘယ်လို reward မျိုးလဲဆိုလို့ရှိရင်ဥပမာဒီကောင်ဆိုလို့ရှိရင်ကြည့်ကြည့်လိုက်ပြီเนาะဒီမှာဆိုလို့ရှိရင် trading volume ရှိမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီမှာ eligible ဆိုတော့ top 5000 user เนาะ top 5000 user trading volume top 5000 user ရှိတဲ့သူတွေကကျွန်တော်တို့စုရနော်အမအစီအစဉ်ရဲ့ total price pool ကဘယ်လောက်ဖြစ်သွားလဲဆိုတော့ဒီမှာ8သိန်း8000အာ3000 B2 B2 ဆိုတာခဏ B2 token token ရေအတွက်အဲ့လောက် ျွန်တော်တို့ဖြစ်နေတယ်တရားကို eligible ဝင်တာတရားကို196 BTU စီရနိုင်နေရှိတယ်ဒါကသူတို့ပြိုင်ပွဲလုပ်နေတာဆိုတော့အဲ့ဒီမှာဝင်ပြီးတော့ပိုင်ပြိုင်ရင်းရဖြစ်နေကျွန်တော်တို့က token ထည့်ရနိုင်အောင်မယ်เนาะဒါ alpha trading accommodation နော်ဆိုတော့အဓိက trading volume ရှာပေးရဒီကောင်လေးကမြတ်တန်ရှုံးတာနဲ့ trading volume ရှာပေးရဆိုတော့အဲ့လောက်ကြီးမခက်ခဲနေဘူးနော်အဲ့တော့ဟုတ်ပြီဒါက Binance Forever Event အကြောင်းပေါ့နော်တော်တော်များများမသိကြတဲ့ဟာပေါ့နော် ဲ့တော့ကျွန်တော် data လေးပြမယ်ဒီ alpha ကနေပြီးတော့ရလာတဲ့ token นี่အမြတ်တွေဘယ်လောက်ရှိလဲဆိုတာကိုတစ်ချက်ပြပြီ okay အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ပါ user နဲ့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတွေ့လိမ့်မယ်အာ figure 1ကကျွန်တော်တို့ဒါ TGE rewards ပါ user အဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင်တချို့တူလားအကုန်လုံးတော့မဟုတ်ပေမဲ့ token တော်တော်များများကဒီဒီခုနကဒီ ETGE လို့ပါလို့မှာ တက်လာတဲ့ token တွေတော့တော်တော်များများပါတော့တော်တော်များများတော့မဟုတ်ဘူးကျွန်တော်အရေးအတွက်ရှိတယ်အဲ့ဒီ token တွေကကျွန်တော်တို့ဒါ spot binance spot ပေါ်ရောက်လို့ရှိတယ်ရောက်လို့ရှိရင်ဘာလို့မြတ်တယ်လဲဆိုရဲဟာ figure ကဒီမှာတိလို့ရရပါတော့ဆိုတော့ပုံဟိုအခုပြီးခဲ့တဲ့ဟာမှာဆိုလို့ရှိရင်ဒီနှစ်ထဲမှာပေါ့နော်ဟို TG token generation event 16ခု နောက်ဆုံးလုတ်ခဲ့ရ16ခုရှိတယ် binance app မှာ16ခုရှိတယ်ဆိုတော့ average ကျွန်တော်တို့ဒီ fully download တဲ့ပေါ့နော်အဲ့ token တွေအကုန်လုံးရဲ့ average အာနောက်ဆုံး အာပြောရလို့ရှိရင် valuation ပေါ့တန်ဖိုးကတိတ်တစ်ခုချင်းစီကို16.7 million ဒေါ်လာ16တန်းကျော်လောက်ရှိခဲ့တယ်။ token တစ်ခုတစ်ခုစီကိုဒီ token တစ်ခုတစ်ခုစီကိုပေါ့နော်။ average ပြောတာ။ပြီးရင်ကျွန်တော်တို့အာ support ဒီ listing ဖြစ်သွားတာပေါ့နော်။ဆိုတော့16 token ရှိတယ်။ alpha alpha ဒီဇင်ဘာလောက်ကစတာ။အဲ့ဒီစပြီးတော့အခုဒီအချိန်ထိကို Binance ပေါ်မှာ18 token 16 token တင်ပြီးသွားပြီ အဲ့ဒီ16တိုကင်အရေအတွက်ကဘာလို့ရှိလဲဆိုလို့ရှိရင်ဒီ Binance တစ်ခုလုံးမှာတင်ခဲ့တဲ့တိုကင်အရေအတွက်အားလုံးရဲ့43%ရှိတယ်။တဝက်နီးပါးလောက်ရှိတယ်ပေါ့နော်။ဆိုတော့ဒါက data တွေပေါ့။ပြီးတော့အဲဒီ Binance Alpha မှာတင်ခဲ့တဲ့မြတ်တိုကင်အားလုံးရဲ့10%ပေါ့နော်။ဟိုမှာ100မှာ10ခုပေါ့။10ခုမှာတစ်ခုလောက်က Binance Spot ကိုရောက်လာတွေ့ရတယ်။ဆိုတော့ခုနကကျွန်တော်တို့ Alpha မှာတွေ့ခဲ့တဲ့တိုကင်တွေက10ခုတစ်ခုလောက်က Binance ကိုရောက်မှာ။ Spot ကိုရောက်မှာ။နော်။အဲ့တော့ပြင်မယ်ဆိုလို့ရှိရင်ဘယ်လောက်ရှိလဲဆိုတော့ဒီမှာကြည့် ဒါကခုနကအဖာမှာကျွန်တော်တို့တင်ခဲ့ဟာဒီမှာ share တို့ BMD တို့ VR တို့ party တို့ပေါ့နော်ကျွန်တော်တို့အရှိမှတည်ခဲ့မှုတာဟာအဲ့ဒါတွေက BMB user တယောက်ကို BMB ဒေါ်လာဘယ်လောက်ဖိုးလောက်ကျွန်တော်ဝယ်ခဲ့ရဆိုလို့ဒီမှာ share ဆို16ဒေါ်လာဝယ်ခဲ့ရဒါပေမဲ့ day 1 close လို့ခေါ်ရဲ spot ပေါ်ရောက်ပြီးတဲ့အချိန်မှာ first day ပေါ့နော်ပထမဆုံးနေ့ close ပိတ်တဲ့အချိန်မှာ298ဒေါ်လာတန်သွားတယ်အဲ့တော့16ဒေါ်လာရင်းပြီး298ဒေါ်လာတန်တယ်အဲ့လိုဖြစ်သွားတာနော်ဆိုတော့ တယောက်ကို day 1မှာကျွန်တော်280ဒေါ်လာ280ရခဲ့တာကိုတွေ့တယ်ပြီးရင်အဲဒီ set shop ace ပေါ့နော်အမြတ်ကတည်းကအစတွေကြည့်လိုက်ဆက်ချောက်စာမြတ်တယ်เนาะအဲ့တော့ total အမြတ်ဘယ်လောက်ရှိလဲလောက်လောက်ရှိလဲဆိုတော့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဆက်ချောက်စာ၄စာ၅စာ၁၂စာ၇စာ၂စာခွဲ၂စာခွဲ1.2အနည်းဆုံးတော့ကျွန်တော်တို့ဒီမှာ1.2 ace မြတ်တာအာများတယ်အများဆုံးအနေနဲ့ခုနက16စာအထိ18.8ပေါ့နော် ဆက်ရှိစအထိမြက်မြက်ခဲ့တာကိုတွေ့ရတယ်เนาะအဲ့တော့ကျွန်တော်တို့ average average ဆိုလို့ရှိရင်ဒီခုနတီဂျီ event မှာဝင်ပါခဲ့တဲ့သူတွေကတယောက်ကို average ပေါ့เนาะ7.8အဲ8ပေါ့เนาะ6ဆနီးပါးလောက်မြက်ပြီးတော့ကျွန်တော်ရင်းခဲ့တာ164မှာကျွန်တော်တို့ total 1500လောက်ပြန်ရတာဒီတွေ့ရတယ်ပေါ့เนาะဆိုတော့ဒါကသူ့ရဲ့ဒီ data တွေအဲ့တော့ဒီမှာ share ဒီဒီ price data ကိုကြည့်မယ်ဆိုလို့ရှိရင်ကျတော့ ပထမ TGE token budget breaker share ဆိုလို့ရှိရင်0.02ပဲရှိတယ်။အဲ့ဒါနေပြီးတော့မှ day 1 close မှာ0.36ဖြစ်သွားတယ်။နော်။အဲ့တော့ order high အထိရောက်တည်ဆောက်မှာဆိုလို့ရှိရင်0.72 CD ဖြစ်သွားတယ်။အဲ့တော့ order high နဲ့ day 1 close နဲ့ရှင်းလိုက်မှာဆိုလို့ရှိရင်တော့တော့မှ100တရာခိုင်နှုန်းတို့190ရာခိုင်နှုန်းတို့တလောက်ဒီမြင့်တာကိုတွေ့ရတယ်။ဆိုတော့ ဒေဝမ်းမှာရောင်းရင်ကိုမြက်နေတဲ့ကြားထဲမှာမှာ all time high ပါဆက်ပြီးတော့စိတ်ရှိရှိနဲ့စောင့်ကြိုင်မယ်ဆိုလို့ရှိရင်တော့အစတွေအများကြီးပုံပြီးမြက်နေတာကိုတွေ့ရတာပေါ့နော်ဟင်ပြီးတော့ဒီမှာ airdrop ဒါခုနက DG ကြီးပေါ့နော် airdrop ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ airdrop ချပေးခဲ့တဲ့ဟာနော်ဆိုတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ total quality receipt ပါ UI နေတယောက်ကိုဘယ်လောက်လောက်ရခဲ့လဲဥပမာ NSPC ဆိုလို့ရှိရင်198ရခဲ့တယ်အဲ့တော့ day one close မှာသူရောင်းမယ်ဆိုလို့ရှိရင်ဒေါ်လာ920 နေနေနဲ့ရောင်းလို့ရတယ်နော် order high မှာရောင်းလို့ဆိုလို့ရှိရင်ဒေါ်လာ888နဲ့ရောင်းလို့ရသွားတယ်အဲ့တော့တပြားမှမကုန်တဲ့ဒီ token တွေကဒီမှာဒီလောက်လောက်အမြတ်တရနေတယ်အားလုံးသာကျွန်တော် eligible ဖြစ်ပြီးပါခဲ့မယ်ဆိုလို့ရှိရင် user တယောက်ကိုဒေါ်လာ1500 day 1မှာနေရောင်းမယ်ဒေါ်လာ1500လောက်ရနေတယ်လို့ကျွန်တော်တို့ order high အထိစောင့်ပြီးရောင်းလို့ဆိုရင်ဒေါ်လာ2500နီးပါးလောက်ရနိုင်တာတွေ့ရတယ်။နော်ဆိုတော့ဒါကတော့ကျွန်တော်တို့အာဒီဒီ airdrops တွေနဲ့ဒီ အဲရခဲ့တဲ့ token တွေရဲ့အာ data ကိုပေါ့နော်ကျွန်တော်ဒီမှာတစ်ချက်ပြပေးတာ okay အဲ့တော့ကျွန်တော်အခုဘာလုပ်ရမလဲဆိုလို့ရှိရင် Binance Alpha မှာကျွန်တော်တို့ point တဲ့ဟိုအတွက်ကို Binance Alpha token တွေကို trading အဲကျွန်တော်လောက်ရပါမယ်ပြီးရင်အဲကျွန်တော်တို့အဲ Alpha token တွေထဲမှာရှိတဲ့ DG event တွေကိုကျွန်တော်တို့က live ပြီးတော့မှာ live ကြည့်ပြီးတော့မှာကျွန်တော် DG တွေမှာကျွန်တော်ပါဝင်ဖို့ရယ်ပြီးတဲ့အခါကျလို့ရှိရင်ခုန Alpha ဒီ exchange တွေကကျွန်တော်တို့ Alpha ရဲ့ Alpha events ကိုဝင်ပြီးတော့မှာကျွန်တော်တို့ ဖာဘက်ဆိုဝင်ပြီးတော့ဒီမှာ air drop တွေပါတွေအတွက်ကိုကျွန်တော်ဘလောက်တိုကင်ဘလောက် point လို့လဲအဲ့ point ရဖို့အတွက်ကိုကျွန်တော်စုဖို့ရယ်ပါဝင်ဖို့ရယ်ပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်အရေးကြီးပါမှာ okay အဲ့တော့ဒါကတော့ကျွန်တော်တို့ air fra ចောင်းလေးပြည့်ပြည့်စုံစုံနဲ့နဲ့ငွေရှာဖို့အတွက်ကိုကျွန်တော်ဒီမှာသတင်းပေးပြီးအကြံပေးတာ okay အဲ့တော့ဒီတိပြောက်ကြည့်ပြည့်ကျေးဇူးများကြီးဒီမှာ minus account မရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော် link အနေနဲ့ဖွင့်လို့ရပါတယ် referral code လေးလည်းကျွန်တော်တို့ထည့်ပေးပါကျေးဇူးများကြီးဒီမှာငွေဝင်နေနေလေးဖြစ်ပါတယ်